လက်ရှိနေဖွဲ့စည်းတွင်မှာကဘာကျူပါဝင်ဂျိုကြီးရှင်းလုံးသာရှိထားပြီးမြေနေဖွဲ့စည်းရဲ့ပြင်ပကဆက်ကြောရတခုလုံးမှာတော့ဂျိုရီဂျယ်ရီမီတွက်နိုင်တော့အောင်ရပြလုံးလာပါတယ်။ဒီဂျိုရီထဲမှာမှာတာမန်မဟုတ်ပဲထူးခြားနေတဲ့ဂျိုရီရှိနေအောင်လည်းတွေ့ရပါတယ်။ဆက်ကြောရတွင်ကမှန်တကယ်တရှိနေတဲ့ဂျိုဂျိုဟောင်းတိတ်ပန်စိတ်ပွင့်ဇကာရီတွေကဂျိုရီထက်တောင်ပိုပြီးထူးဆန်းအံ့ဩဖွယ်ကောင်းနေအောင်လည်းတွေ့ရပါတယ်။ တုံတန်အားဖြင့်ဖြစ်စေတဘာဝအားဖြင့်ဖြစ်စေထူးခြားစမ်းခြင်းရဲ့ဆက်ကြောရာတွေကဂျိုရီအကြောင်းကိုဒီတစ်ပတ်သူတရရကဏ္ဍအတွက်ရွေးချယ်တင်ဆက်ပြသွားမှာဖြစ်ပါတယ်ဂျိုရီအားလုံးဒီပါလုံးဝနဲ့ပုံစံရှိထားကြပြီမယ်ကမ္ဘာမြေကနေအလင်းနှစ်ပေါင်း900လောက်ဝေးကွာတဲ့နေရာကဂျိုတလုံးကတော့ American Football ပွဲစဉ်တွေကဘောလုံးလိုရှည်မြောမြောပုံစံဖြစ်ပြီးဂုံးဝေးဝန်းရံနေရာကိုတွေ့ရပါတယ် ဒီဂျိုဟာနေဖွဲ့စည်းတဲ့ကဂျူပီတာဂျိုထပ်ပိုကြည့်ပြီးတန်ခွေတွေနဲ့ဖွဲ့စည်းထားလို့စူပါဂျူပီတာလို့ခေါ်ကြပါတယ်။စူပါဂျူပီတာဂျိုပေါ်ကိုကြာယူလာတဲ့နေအောင်ကြီးဟာ၄၆၀၀ဒီဂရီအထိပူပြင်းလာကြောင်းဂျိုမီနဲ့ပြင်ကတက်တူတွေကငွေပြန်ပြီးပုံစံပြက်နေရတာပါ။ တိတ်ပန့်စိတ်ကွင်းဇကားရီမှာမကြာခဏတွေ့မြင်ရတဲ့မြင်ကွင်းတစ်ခုကနေတစင်းမကရှိထားတဲ့ဂျိုရီရဲ့ကောင်းကင်ရဲ့မြင်ကွင်းပဲဖြစ်ပါတယ်။သင်အားအာဂါသခေးတော်တို့ဖြစ်မယ်ဆိုရင်ဒီလိုမြင်ကွင်းမျိုးကိုပြင်ပါလဲတကယ်တွေ့ရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာမြင်ကနေအလင်းနဲ့23နှစ်စာအကွာအဝေးမှာရှိတဲ့ဂျိုဒီလုံးဟာနေ3စင်းကိုလက်ပတ်နေလို့ပါပဲ။ LTD 1445AB လို့နာမည်ပေးထားတဲ့ဒီဂျိုဟာအဓိကအပြင်မှိန်ဖြော့ဖြော့နေတဲ့စင်းကိုလှည့်ပတ်နေပြီးခဝေးဝေးမှလည်းနေနေစင်းရှိနေပါသေး ဒါကြောင့်ဒီဂျိုဘောင်ရောက်သွားရင်နေကင်းဘက်မှာတော့ပုံမှန်နေဝန်းတစ်လုံးအပြင်နေသင်းနှစ်ဆင်းကိုလည်းတွေ့မြင်ရပါလိမ့်မယ်။အာဂါဒအတွင်းမှာအလင်းရောင်တိုးမပေါက်ဘဲမဲမဲမှောင်နေတဲ့အရာဆိုရင် black hole ဆိုတဲ့တွင်းနေကြီးတွေကိုပဲမြင်အောင်မြင်ကြပါလိမ့်မယ်။ဒါ့အပြင်ကြာရောက်သမျှအလင်းရောင်တွေနဲ့တံပြန်တောက်ပါရမျိုးမရှိဘဲမဲမဲမှောင်နေတဲ့အကျိုးတစ်လုံးနဲ့ဆက်ကြောက်ရတာတွေ့မှာရှိပါတယ်။ ဲ့ဒီဂျိုကတော့အလင်းနှစ်ပေါင်း950ကွာဝေးမှာရှိတဲ့ TRES 2B လို့နာမည်ပေးထားတဲ့ဂျိုပါဒီဂျိုရဲ့မျက်နှာပြင်ကအလင်းပြန်မှု100ခန်းကျော်သာရှိလို့အစင်မြဲမှောင်မဲနေရပေဖြစ်ပါတယ်တိပ်ပံယူဇာရီရာစကြဝဠာကြီးဖြစ်တည်လာပြီးတဲ့နောက်မှာပဲနေရီဂျိုရီနဲ့ဆင်လိုက်ဆက်လက်ပေါ်ပေါက်လာတယ်လို့သိရပါတယ် ဒါကြောင့်ဂျိုရီရဲ့တက်တန်းဟာတစ်ခုနဲ့တစ်ခုမတူညီရပါဘူး။လေလာမှုရိအရာအလင်းနှစ်ပေါင်း12000နေရာကွာဝေးတဲ့ဂျိုတလုံးဟာတက်တန်းနှစ်ပေါင်း73ဘီလီယံရှိတယ်လို့သိရပါတယ်။ဒါဟာတက်တန်းနှစ်ပေါင်း4ဘီလီယံခွဲသာရှိတဲ့ကမ္ဘာဂျိုနဲ့နှိုင်းယှဉ်ရင်တက်တန်းမြန်မာလွန်ပြီးစကြဝဠာအတွင်းကရှေ့အကျဆုံးဂျိုဖြစ်သိပ္ပံပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ ချက်ကြောရာကြီးအားမှန်ရခလောင်ကြီးမကျေပြန်လို့နာကြောင်းဂျိုသစ်တွေကလည်းပုံမတွေ့ရှိလာပါတယ်။အဲ့ဒီထဲမှာဖြစ်တည်လာတော့နှစ်တန်းအနှင်းငယ်ပဲကြာမြင့်သေးတဲ့တက်တန်းအမှုဆုံးဂျိုတလုံးလည်းပါဝင်နေပါတယ်။နက်ပျွန်းဂျိုရွေလာပဲရှိတဲ့ AU MIGB ဆိုတဲ့ဒီဂျိုဟာတက်တန်းနှစ်တန်း20ကျော်30ကျော်လောက်သာရှိတဲ့အနေဒီစင်းကိုလှည့်ပတ်နေရကြောင်းသူကိုယ်တိုင်ရဲ့တက်တန်းကဒီထက်ယောင်နေပါလိမ့်မယ်။ ကဘာမီကနေအလင်းနှစ်ပေါင်း64နှစ်กว่าဝေးတဲ့နေရာမှာပြားလဲလဲအယောင်နဲ့လှပတဲ့ဂျူတစင်းရှိပါတယ်။ဒါပေမဲ့ဒီလိုပြားလဲနေတာဟာကဘာမီမှာလို့ရေနဲ့အောက်ဆီဂျင်တွေပုံလွှမ်းထားလို့မဟုတ်ပါဘူး။ဆီလီကွန်ဓာတ်ပေါင်းတွေတိမ်များနေလို့ပဲဖြစ်ပါတယ်။ဂျိုဘောကိုဆင်းနိုင်ရင်လည်းသင်ဟာစကြဝဠာတွင်းမှာအဆိုးရွားဆုံးရာသီဥတုကိုကြုံရပါလိမ့်မယ်။ရာကတော့တနအီကိုမိုင်9လောက်တည်းရနှုံနဲ့တိုက်ခတ်နေတဲ့လေနဲ့အတူဟန်ကွဲစားရီနဲ့တူတဲ့အရာတွေကမိုးရွာတယ်လို့ကြားဆင်းနေရပဲဖြစ်ပါတယ်။ ကြောက်တံပရမများတွေကောင်းကင်ကနေရွာချတယ်ဆိုတော့တဏှာီထဲမှာတင်ရှိတာမဟုတ်ပါဘူး။ကပ္ပမီကနေအလင်းနှစ်ပေါင်းတထောင်ခန့်กว่าက head b 7 b လို့ခေါ်တဲ့ဂျိုပေါ်မှာလေပရမများနဲ့ညီလာလို့ရေသနာတန်းဝင်ကြောက်တွေမိုးရွာတယ်လို့ရွာသွန်းလေးရှိပါတယ်။ ဒီဂျိုအားတန်ဂရီနဲ့ဖွဲ့စည်းရတဲ့ဂျိုဖြစ်ပြီးအပူချိန်အပြောင်းလဲမြန်ဆန်လွန်းတာကြောင့်လီမွန်နိုင်တွေတိုက်ခက်လေရှိပါတယ်။လီမွန်နိုင်နဲ့အတူအောက်ခြေမှာရှိတဲ့ကော်ရန်တန်တွင်းထွက်ကြောက်လွာတွေကလည်းရောနှောပောင်းနေရှိပါတယ်။ကော်ရန်တန်ကြောက်ဟာဗရမျာနဲ့နီလာတွေဖွဲ့စည်းဖြစ်တည်စီတဲ့အခြေခံကြောက်သားပဲဖြစ်ပါတယ်။ ကဘာဂျိုတန်နှစ်ဆလောက်ကြီးတဲ့ဂျိုဒလုံရဲ့မင်းပြင်းနဲ့အတွင်သားကိုယ်တွေဟာစိန်လိုပိုးတန်တွင်ထွက်ပစ္စည်းတွေနဲ့ဖြစ်တည်ဖွဲ့စည်းနေတဲ့ဆိုရင်အံဩသွားကြမယ်ထင်ပါတယ်။စကြာဝဠာတွင်က55ကန်ဆရီလို့နာမည်ပေးထားတဲ့ဂျိုဒလုံဟာစိန်နဲ့ graphite လို့ဓာတ်ပစ္စည်းတွေနဲ့ပြည့်နှက်နေရလို့သိပ္ပံပညာရှင်ချိုးကခန့်မှန်းထားကြပါတယ်။ဂျိုမင်းပြင်းကပူချိန်4900ဒီဂရီရှိပြီးဒီပူချိန်ကပဲကာဗွန်ဓာတ်တွေကိုစိန်အဖြစ်ပြောင်းလဲသွားစေတာဖြစ်နိုင်ပါတယ်။ သမုတ်တရရေတွေကပဲဖုံလွှမ်းထားပြီးကမာမြေတဲ့နှစ်ဆခွဲကျော်လောက်ပိုကြီးရဲ့ဂျူတလုံးလေးစကြာဝဠာတွင်မှတည်ရှိနေပါတယ်။ဒီဂျူဟာကမာကနေအလင်းနှစ်ပေါင်း40လောက်သာကွာဝေးပြီးခက်ပြော့ပြော့နေဒီစင်းကိုနှက်ပတ်နေပါတယ်။ဒီဂျူလုံးမှာရေတွေဖုံလွှမ်းနေပြီးမြေပူချင်းက446ဒီဂရီအထိရှိနေရကြောင်းသက်ရှိရှင်သန်မှုအတွက်မလွယ်ကူဘူးလို့ခန့်မှန်းထားကြပါတယ်။ နေဖွဲ့စည်းတွင်မှာကပတ်ကွင်းနှင့်ရှိနေတဲ့စေတံကြိုဟာတိုက်ပံ့ပညာရှင်တွေအာရုံစိုက်မှုခံရဆုံးကြိုတလုံးဖြစ်ပါတယ်။ဒါ့အပြင်ပြင်ပစကြဝဠာတွင်မှာတော့ကပတ်ကွင်း30အထိပိုင်ဆိုင်ထားတဲ့ J1407B လို့ပေးထားတဲ့ဒူးစက်နဲ့ကြိုတစင်းလေးတည်ရှိနေပါတယ်။ဒီကြိုကိုစူပါစေတံလို့နာမည်ပေးထားပြီးကပတ်ကွင်းတစ်ကွင်းရဲ့အချင်းဟာကီလိုမီတာတန်ပေါင်းများစွာရှိနေတယ်လို့သိရပါတယ်။ကပတ်ကွင်းတွင်မှာရှိတဲ့ဘုံမုံနဲ့တခြားမုံတွေဟာလူသားတွေနေထိုင်တဲ့ကမ္ဘာမြေလို့ကြိုတစင်းဖွဲ့စည်းနိုင်လောက်အောင်များပြားကြောင်းတင်ဆက်ဖော်ပြလိုက်ရပါတယ်။ ဒီတစ်ပတ်ဆန်တော်ချင်းတူတရရအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာပြပါစီနောက်သတင်းပတ်တွေမှာလည်းဆက်ဝင်စားဖွဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရခင်ဗျာ